င်္ဂလာပါဘယ်သူမဆိုကောင်းမွန်တဲ့တော်တဲ့ရောင်းချတဲ့သူတွေအယောင်းဝန်ထမ်းတွေဟောင်းမြင့်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်လာနိုင်ပါတယ်ကိုကဘယ်လိုမျိုးလှုပ်ဆောင်ရမယ်ဆိုတာကိုသိရှိဖို့ပဲလိုအပ်ပါတယ်ဒီလို science လူမှုစိတ်ပညာရှင်တို့ကနေလက်တွေ့ကျတဲ့အချက်လက်တွေကိုပေါင်းစပ်ဖော်ပြထားတဲ့ဒီ psychology of selling ဆောင်ကကိုရဲ့ထုတ်ကုန်တွေဝန်ဆောင်မှုတွေကိုသုံးစွဲတဲ့သူတွေစီကိုရောင်းချတဲ့နေရာမှာထိရောက်မှုရှိအောင်လို့ကိုကြီးပေးနိုင်ပါလိမ့်မယ် ကမ္ဘာပေါ်မှာအောင်မြင်ဆုံးအကျွမ်းကျင်ဆုံးရောင်းချတဲ့သူတွေရဲ့ရောင်းချခြင်းနီလန်းတွေကိုအခြေခံထားတဲ့ရောင်းချခြင်းနီလန်းတွေနီးပရိယေတွေစီမင်းစည်းကမ်းတွေကိုဒီဆောင်ထဲမှာဖော်ပြဝေမျှပေးထားပါတယ်။ဘာကြောင့်လဲဆိုတဲ့မေခွန်6ခုဘာကြောင့်လဲဆိုတဲ့မေခွန်6ခုကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ရောင်းချမှုတွေကိုပို့ပြီးတော့ကောင်းမွန်အောင်လို့လှုပ်ဆောင်လို့ရတယ်။ဝယ်ယူတဲ့သူတွေကကွန်ပစီတစ်ခုခုကိုဝယ်ယူဖို့ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ တို့ကိုတို့ဘာကြောက်လဲဆိုတဲ့မေခွန်6ခုကိုပြန်ပြီးတော့မေးကြတယ်လို့စာရေးရန်သူကဆိုပါတယ်။ရောင်းချတဲ့သူတွေကသာဒီမေခွန်တစ်ခုစီတန်းကိုဖြေဆိုးနိုင်မယ်ဆိုရင်လွယ်လွယ်ကူကူနဲ့ရောင်းချမှုတွေကိုပြုလုပ်နိုင်မှာဖြစ်တယ်။မေခွန်တစ်ခုခုမှာရောင်းချတဲ့သူဘက်ကမတိကျမရေရာဖြစ်နေမယ်ဆိုရင်ရောင်းချရမှုတွေကလည်းတေချာရေရာမှာမဟုတ်တော့ဘူး။ပရမောဇုံမေခွန်ကတော့ဘာဖြစ်လို့ပြောင်းလဲရမှာလဲ why change ဒီမေခွန်ဖြစ်တယ်။လူသားတွေက သူတို့ရှိပြီးသောတုံးဆွဲပြီးသောအရာတွေကိုပဲပို့ပြီးတော့ခုံမင်စွာနဲ့တုံးဆွဲတက်ကြတယ်။ဆိုတော့ပစ္စည်းအစ်စ်တစ်ခုခုကိုဝယ်ယူတော့မယ်ဆိုရင်သူတို့အနေနဲ့ခိုင်လုံတဲ့အရင်ပစ္စည်းအဟောင်းနဲ့ညီမျှတဲ့စိတ်ကံစားချက်မျိုးတွေသူတို့ရရှိခံစားဖို့လိုအပ်တယ်။ဒီမေကွန်းကိုပြေစုနိုင်မှုအတွက်ဆိုရင်ကိုယ့်ဘက်ကနေဝယ်ယူတဲ့သူတွေရဲ့လက်ရှိအခြေအနေမှာဘယ်လိုအရာတွေမရှိသေးကြောင်း ဘယ်လိုမျိုးမလိုလားအပ်တဲ့အရာတွေပြဿနာတွေဖြစ်နေကြောင်းခိုင်လုံစွာနဲ့ရှင်းပြနိုင်ဖို့လိုအပ်ပါတယ်ဒုတိယမေးခွန်းကတော့ why now ဘာဖြစ်လို့အခုဝယ်ယူတင်တာလဲဒီနေရာမှာကိုကဝယ်ယူတဲ့သူတွေကိုဘာအတွက်ကြောင့်အခုတတ်မှတ်ထားတဲ့အချိန်အတိုင်းအတာပမာဏအတွင်းမှာဝယ်ယူတင်တာလဲဆိုတော့ကိုကြိုးကြောင်းစီလျော်စွာရှင်းပြနိုင်ရမယ်အချိန်အခန့်အသတ်နဲ့လှုပ်ဆောင်ပေးနေတဲ့ short စီမျိုးကြောင့်ဒါမှမဟုတ် အခုလက်ရှိမှာဖြစ်ပေါ်လာတဲ့တခြားအရေးကြီးတဲ့ကိစ္စရတကုတ်ခုကြောင့်ဆိုတာမျိုးစီလျောစွာနဲ့ရှင်းပြပြောဆိုနိုင်ရပါမယ်။တတိယမိခွန်းကတော့ why you are industry ဘာဖြစ်လို့ကိုယ့်ရဲ့ဒီနယ်ပယ်မှာပဲဝယ်ယူတင်တာလဲ။ကိုကကိုယ့်ရဲ့အထူးထုတ်ကုန်ကိုအဓိကစောင်းပေးပြီးတော့မယောင်းချခင်မှာကိုယ့်ရဲ့ industry လောကတစ်ခုလုံးကိုအကြောင်းကိုလည်းတေချာတည်ထောင်ဖို့လိုအပ်တယ်။ဆိုပါတော့ကိုက online course ် online အတန်းတစ်ခုဖွင့်ဖို့အတွက်လှုံ့ဆော်နေရဆိုရင်ဒီ online အတန်းတွေကတခြားသောလေးလာစီးပူးနိုင်တဲ့နည်းလမ်းတွေဖြစ်တဲ့ဆေမနာတွေဟောပြောပွဲတွေစာအုပ်တွေကနေကိုယ်တိုင် လေ့လာတာထက်ဘာအတွက်ကြောင့်ပို့ပြီးတော့ online တန်းတွေက ပိုကောင်းမွန်နေတာလဲဆိုတာကို ရှင်းပြနိုင်ရမယ်စတုတ္ထနဲ့ပစ္စမမြောက်မေခွန်ကတော့ဘာဖြစ်လို့ကိုယ့်ရဲ့ company မှာဝယ်ယူတင်တာလဲ why your company ဘာဖြစ်လို့ကိုယ့်ရဲ့ထုတ်ကုန်ကိုမှာဝယ်ယူတင်တာလဲ why your broad debt ဖြစ်ပါတယ်။ဒီနေရာမှာဖောက်တယ်တွေကိုကိုတယောက်ထဲကနေပေးဆွနိုင်တဲ့အရေးချင်းတွေ၊ကြွမ်းကျင်မှုတွေ၊ဖောက်တယ်တွေရဲ့စိတ်ချင်တတ်မှုတွေရှိလားမရှိလားဒါကိုကိုယ့်ဘာသာပြန်လည်မေးခွန်းထုတ်ရမယ်။စရမပြောင်းမေးခွန်းကတော့ဘာဖြစ်လို့ငွေကြီးအကုန်ကျခံတင်တာလဲ။ wide span money ဖြစ်ပါတယ်။ဒီမေးခွန်းကိုဖြေဖို့အတွက်ဆိုရင်ကိုယ့်ရဲ့ထုတ်ကုန်ဝန်ဆောင်မှုကနေရရှိနိုင်တဲ့ ငွေကြေးဆိုင်ရာအကျိုးအမြတ်တွေကို ထောက်ပြပြောဆိုနိုင်ရမယ်။ဘယ်လောက်ဈေးတန်တာရအကြောင်း အရေးအတွေ့ကမကျတာတဲ့အကြောင်းစသဖြင့်ပြောဆိုနိုင်ရမယ်။ကိုကဒီအစ်စ်60ဆင်အတိုင်းအလားလာရှိတဲ့ဝယ်ယူရသည်စီဝယ်ယူတဲ့သူတွေစီကို အရောက်လှမ်းသွားမယ်ဆိုရင်ဝယ်ယူဖို့အတွက်သူတို့တွေရဲ့တွေ့ဝေမှုတွေကလည်းပျောက်ဆုံးသွားမှာအတိအကျပဲဖြစ်ပါတယ်။ဝယ်သူတွေကတကယ်ပါကိုလိုနေတာလေ။ ဝယ်သူတွေကတကယ်ဘာကိုလိုအပ်နေတာလဲဆိုတဲ့ပုံမှာအခြေခံပြီးတော့ရောင်းချမှုတွေပြုလို့ရမယ်။ Harvard Business Review ရထိတ်ဆုံးနေရာကိုရောက်ရှိနေတဲ့ကျွမ်းကျင်ရောင်းချတဲ့သူတွေမှာတူညီတဲ့အရေးအချင်းတစ်ခုရှိတယ်လို့ဆိုတယ်။ဒီအချက်ကတော့ဖောက်တယ်ရဲ့ရှုထောက်ကနေကြည့်မြင်ကြည့်မြင်တက်ချင်းပဲဖြစ်ပါတယ်။ကိုကတော့ကိုရဲ့ဖောက်တယ်ရဲ့လိုအပ်ချက်တွေသူတို့ရဲ့စိတ်ဆန္ဒတွေကိုနားလည်နိုင်မယ်ဆိုရင်ကိုကလည်းသူတို့ရဲ့အခြေအနေနဲ့ကန့်ညီအောင်လှုံ့ဆော်ပြီးတော့လွယ်ကူစွာရောင်းချနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာစိုးရွားတဲ့အချက်ကရောင်းချတဲ့သူအများစုကဒီစံချိန်စံညုံစီမင်းတွေကိုလိုက်နာဖို့ပြက်ကွက်ကြတာဖြစ်ပါတယ်။ရောင်းချတဲ့သူတွေကသူတို့အရေးကြီးတယ်လို့ထင်တဲ့အရာအပေါ်မှာပဲအဓိကထားပြောဆိုပြီးတော့ရောင်းချကြတယ်။ဖောက်တဲ့တွေကိုဘယ်အချက်တွေကတကယ်ဆွဲဆောင်နိုင်တယ်ဆိုတာကိုထည့်သွင်းပြီးတော့မစင်စမ်းကြဘူး။စိတ်ပညာရှင်တွေကတော့ဒီဖြစ်စဉ်ကို inattentional blindness လို့ခေါ်ဆိုပါတယ်။ဒီထောင်ချောက်သေးကိုကြာတော့တဲ့ရောင်းချတဲ့သူတွေက တို့ရဲ့ဖောက်တယ်တွေကဒီထုတ်ကုန်ကဘယ်လိုမျိုးအလုံးလုံးဆောင်လဲဆိုတော့ကိုသိချင်နေတဲ့အချိန်မှာတို့အနေနဲ့ဒီထုတ်ကုန်ရဲ့ဈေးနှုန်းတွေကိုစွပ်ပြောဆိုနေရတယ်ပဲအချိန်ကြီးဂုံနေကြတယ်ကိုကဒီထောင်းချောက်ထဲကိုမကြောက်ချင်ဘူးဆိုရင်ကိုရဲ့ဖောက်တယ်တွေကိုဝယ်ယူချင်လောင်လို့မူလလှုံ့ဆော်ပေးတဲ့အရာ primary buying motivators ကဘာလဲဆိုတာသိချင်အောင်လှုံ့ဆော်ရမယ်လူတွေကပစ္စည်းတစ်ခုခုကိုဝယ်ယူတဲ့အခါမှာအဓိကထားစဉ်းစားကြတဲ့အချက်တွေ တို့ဖြည့်ရှင်းဖို့လိုအပ်နေတဲ့ပြဿနာတွေရှိကြတယ်။ဒီတော့ကိုကအားကောင်းတဲ့မိခုနဲ့မေးပြီးတော့ဖောက်တယ်တွေကိုတို့ရင်ဆိုင်နေရတဲ့ပြဿနာတွေကို ဖြည့်ရှင်းနိုင်အောင်လို့လမ်းညွန်လမ်းညွန်မှုပေးနိုင်ရမယ်။ကိုကတို့မှဖြစ်နေတဲ့ပြဿနာတွေကိုနားလည်နိုင်ပြီဆိုရင်ဝယ်သူတွေစဉ်းစားကြမယ်။အခြားသောအရေးကြီးတဲ့ criteria အချက်တွေကိုလည်းထည့်ပြီးတော့စဉ်းစားရပါမယ်။ကိုယ့်ဘက်ကနေရောင်းချဖို့အတွက် ကိုယ့်ရဲ့ထုတ်ကုန်ဝန်ဆောင်မှုတွေရဲ့ အနှိမ့်ဆုံးလိုအပ်ချက်တွေကိုထည့်စဉ်းစားထားရမယ်။ဆိုပါတော့ဖောက်တယ်တွေရဲ့ဘတ်ဂျက်ပမာဏကန့်သတ်ချက်တွေရှိတယ်။သူတို့အထက်ကနေဆုံးဖြတ်နေတဲ့ decision maker တွေရဲ့တိတက်လိုအပ်ချက်တွေလည်းရှိနိုင်သေးတယ်။ကိုကဖောက်တယ်တွေရဲ့လိုအပ်ချက်တွေစာနာတွေကိုသိရှိပြီးဆိုရင်သူတို့ရဲ့လိုအပ်ချက်တွေအတိုင်းတိတက်ပြည့်လုံပြီးတော့ကိုယ့်ရဲ့ထုတ်ကုန်တွေကိုရောင်းချနိုင်ပါတယ်။လူမှုအတိအမှတ်ပြုမှုတွေလူမှုအတိအမှတ်ပြုမှုတွေကိုခံယူလို့တဲ့အတွက်ကြောင့် လူတွေကကုန်ပစ္စည်းတွေကိုဝယ်ယူကြတာဖြစ်ပါတယ်။ဝယ်ယူတယ်ဆိုတာကလူတယောက်ယောက်ကအပြင်ကိုထွက်ပြီးတော့တစ်ခုခုကိုထွက်ပြီးတော့ဝယ်တဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်။ပုံမှန်အတိုင်းဆိုရင်တော့သုံးဆွဲတဲ့သူတွေကဈေးအပေါ်ဆုံးပစ္စည်းတွေကိုဝယ်တာမျိုး။ဒါမှမဟုတ်အ ਨੇ ဆုံးသူတို့အတွက်ကောင်းကျိုးတွေအများကြီးကိုပေးနိုင်တဲ့ထုတ်ကုန်တွေကိုဝယ်တာမျိုးတွေလှုံ့ဆော်ကြတယ်။ဒါပေမဲ့ဖြစ်စဉ်တွေကဒီလောက်တော့မရိုးရှင်းဘူး။သူတို့ရဲ့အခြေအနေလွှမ်းမိုးနိုင်မှုအာနာတက်ရမှုလူမှုကိုယ်ရည်ကိုယ်သွေးတွေနဲ့ သိပြီးတော့မကြသေးမိချင်းကဖြစ်ပေါ်ခဲ့တဲ့ပြောင်းလဲတိုးတက်မှုတွေကိုအခြေခံပြီးတော့လေလူတွေကထုတ်ကုန်တွေကိုဝယ်ယူကြတာမျိုးလည်းရှိပါတယ်။လူအများစုကသူတို့ရဲ့လူမှုရေးအခြေအနေတွေကိုငွေကြေးတန်ဖိုးနဲ့တိုင်းတာဆုံးဖြတ်လို့ရနိုင်မဲ့ထုတ်ကုန်တွေကိုဝယ်ယူကြလိမ့်ရှိပါတယ်။ရောင်းချနေသူတရားအောင်နေနဲ့ကိုကဖောက်တယ်ဒီဘာကိုလိုချင်နေတယ်ဆိုတော့သူတို့ရဲ့ခံစားချက်တန်ဖိုးတွေကိုနားလည်နိုင်ဖို့လိုအပ်တယ်။ ဒီတော့မှသာကိုကသူတို့အတွက်အကောင်းဆုံးသောအရာတွေကိုလှုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ဌာနစတိုးဆိုင်တစ်ခုမှာအလုပ်လုပ်နေတဲ့ချောင်းချတဲ့သူတယောက်အဖြစ် တွေးကြည့်ပါ။ဈေးကြည့်တဲ့ Louis Vuitton လက်ကန်အိတ်ကိုကင်ပြီးတော့စိုက်တဲ့ကို ဝင်လာတဲ့ဖောက်တဲ့တယောက်ကကိုရောင်းချနေတဲ့နိုင်ရီတွေကိုကြည့်ရှုခြင်းတယ်လို့ဆိုပါတော့ဒီနေရာမှာဖောက်တယ်ဖြစ်တဲ့သူရဲ့မျောလင်းချက်ကနိုင်ရီရဲ့ဈေးတော့မဟုတ်ဘူး။ဆိုလိုချင်တာကဈေးကြည့်တာဈေးနေတာကိုစဉ်းစားမနေဘူး။ သူလိုတင်တာကသူ့ရဲ့အခြေအနေအဆင့်တန်းကိုဖော်ပြနိုင်မယ်သူ့ရဲ့ခံစားချက်တန်ဖိုးတွေနဲ့ကန့်ကြီးတဲ့ထုတ်ကုန်မျိုးဖြစ်ပါတယ်ဒီနေရာမှာအယောင်းဝန်ထမ်းကသူတို့ကို Rolex နာယီထားတဲ့စင်ဘက်ကိုခေါ်သွားပြီးတော့ဒီနာယီတွေကိုဘယ်လိုမျိုးတွေအထူးပြုလုပ်ထားတယ်ဘယ်လောက်အထိလိုချင်မှန်မောစရာခေါင်းနဲ့စသဖြင့်ရှင်းပြနိုင်ရပါမယ်ဖောက်တယ်ရီစီကနေယုံကြည်မှုတွေကိုရယူနိုင်မှုဖောက်တယ်ရီကိုကိုက တို့ရဲ့လူဇဏ္ဏတွေကိုဂယုစိုက်တယ်ဆိုတာကိုပြန်တမ်းပြီးတော့တို့စီကနေယုံကြည်မှုတွေကိုယာယူရမယ်။ပစ္စည်းကြီးကြီးမားမားတစ်ခုကိုဝယ်ယူရမယ်ဆိုမှတော့ဒီပစ္စည်းကိုမဝယ်ယူခင်မှာစဉ်းစားရင်းနဲ့တွေ့ဝေသွားတာမျိုးဖြစ်ဘူးလား။ဝယ်တဲ့သူတိုင်းကတို့ရဲ့ငွေကြေးတွေကိုတကယ်သုံးစွဲပြီးတော့မဝယ်ယူခင်မှာတွေ့ဝေတက်တာမျိုးတွေဖြစ်တတ်ကြတယ်။ဘာလို့ဒီလိုမျိုးဖြစ်ကြတာလဲ။ဘာလို့လဲဆိုတော့ပစ္စည်းတစ်ခုခုကိုဝယ်ယူလိုက်တိုင်းမှာ ကျွန်တော်တို့တွေကကိုယ့်ရဲ့ပန်းနာငွေကြေးဆိုင်ရာလွတ်လပ်မှု လုံခြုံနေမှုပမာဏ freedom and financial security ဒါတွေကိုပေးလိုက်ရတဲ့အတွက်ကြောင့်ဖြစ်နေကိုလိုချင်တဲ့ထုတ်ကုန်တစ်ခုကိုဝယ်ယူလိုက်တဲ့အချိန်မှာကိုယ်စီမှာရှိနေတဲ့ငွေကြေးဆိုင်ရာလုံခြုံစိတ်ချရမှု financial safety ကိုပေးဆက်လိုက်ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒီတော့ကိုကထုတ်ကုန်တစ်ခုကိုတဝေမနေပဲနဲ့ဝယ်ယူချင်တယ်ဆိုရင်နောက်ထပ်တွန်းအားတစ်ခုဖြစ်တဲ့ emotional anticipation ပါပါဝင်အောင်လို့လှုပ်ဆောင်ရမယ်ထီကာကိုတက္ကသိုလ်ကပြုလုပ်ခဲ့တဲ့လေလာမှုတစ်ခုရထောက်ကုန်တစ်ခုကိုဝယ်ယူပြီးတော့အသုံးပြုတဲ့နေရာမှာလူတွေကဒီလိုမျိုး emotional anticipation တွေကြောင့်ပို့ပြီးတော့ဝယ်ယူလေးရှိကြတယ်ဆိုတော့ကိုဖော်ပြနိုင်ခဲ့တယ်ဒီစိတ်ခံစားချက်ကဖောက်တယ်ရဲ့စိတ်ထဲမှာရှိနေတဲ့ကြောက်ရွံ့မှုတွေကိုရှော့ချနိုင်ပြီးတော့အယောင်ဝန်ထမ်းတွေအနေနဲ့သူတို့ရဲ့ထုတ်ကုန်တွေကိုပို့ပြီးတော့အောင်မြင်စွာရောင်းချနိုင်အောင်လို့ လှုပ်ဆောင်ပေးနိုင်ပါတယ်။ကိုကဖောက်တဲ့ရဲ့ဝယ်ယူရမှာကြောက်ရွံ့နေတဲ့စိတ်ကံစားချက်တွေကိုငွေပြန်အမ်းပေးတဲ့ money back guarantees တွေနဲ့အာမခံလုပ်ပေးနိုင်ပါတယ်။ကိုကဘလို့အလုပ်တွေကိုလှုပ်ဆောင်တာပဲဖြစ်မစေယုံကြည်လောက်စရာဖြစ်ကိုဖြစ်နေရပါမယ်။ဖောက်တဲ့မှာဒီလိုမျိုးဖြစ်လာတဲ့စိတ်ကံစားချက်တွေကကိုကကိုယ့်ရဲ့ထုတ်ကုန်ဝန်ဆောင်မှု brand တွေကိုဘလို့မျိုးဂယုတစက်ပြုလုပ်ထားတယ်ဆိုတာမျိုးနဲ့မဆိုင်ဘူး။ဒီခံစားချက်ကဖောက်တဲ့ရဲ့ ဝယ်ယူဖို့အတွက်စိတ်ခံစားချက်တွေကိုအမြဲတမ်းတန်တဲ့ရဖြစ်စေနိုင်ပါတယ်။ဒီတော့ဖောက်တယ်တွေရဲ့ယုံကြည်မှုကိုရနိုင်ဖို့အတွက်ဆိုရင်ကိုယ်မှာယုံကြည်စိတ်ချရတဲ့တက်တဲ့အထောက်အထားတွေရှိတယ်။အရင်အတိတ်ကာလတုန်းကလည်းဖောက်တယ်တွေရဲ့ကောင်းမွန်တဲ့ feedback တွေရှိတယ်ဆိုတာမျိုးတွေကိုပြသပြောပြနိုင်ရမယ်။ဆိုပါတော့မိသားစုစုကအိမ်မိုးသတိဆန်ခွေးတကောင်ဝယ်ဖို့စဉ်းစားနေတယ်။ဒါကဘလို့မိသားစုမျိုးအတွက်မဆိုကြီးမားတဲ့အဆုံးဖြတ်ချက်တစ်ခုဖြစ်တယ် ီအတွက်ကြောင့်ကိုယ့်ရဲ့မိသားစုအတွက်ဘယ်လိုခွေးအမျိုးအစားကတင့်တော်မယ်ဆိုတာတေချာစဉ်းစားဖို့လိုအပ်လာတယ်။လေ့ကျင့်ပေးလို့လည်းလွယ်ရမယ်။ကလေးတွေနဲ့လည်းတရင်တနည်းအကျွမ်းတဝင်နေနိုင်ရမယ်။ကလေးတွေမရှိတဲ့အချိန်မှလည်းတကောင်နဲ့နေနိုင်ရမယ်။စတဲ့အချက်တွေကိုစဉ်းစားထားမှသာအကောင်းဆုံးရွေးချယ်မှုတွေဖြစ်လာနိုင်တာဖြစ်ပါတယ်။မိသားစုကဒီလိုမျိုးမှန်ကန်တဲ့ခွေးအမျိုးအစားကိုရွေးချယ်ဖို့အတွက်အယောင်းဝန်ထမ်းကိုတာဝန်လွှဲပေးလိုက်တဲ့အခါမှာတော့ ကိုကသူတို့အတွက်စစ်မှန်တဲ့ယုံကြည်စိတ်ချရမှုတွေကိုဖော်ပြပြီးတော့သူတို့တွေရဲ့ယုံကြည်အားကိုးမှုတွေကိုကိုကရယူနိုင်ရမယ်ဒီလိုမျိုးပြသနိုင်ခဲ့မယ်ဆိုရင်သူတို့ကလည်းအနာဂတ်မှာကိုရဲ့ဝန်ဆောင်မှုတွေကိုသူတို့ရဲ့မိတ်ဆွေတင်ငယ်ချင်းတွေကို ပြန်လဲဝေမျှပြောဆိုပေးတာတွေလုပ်ကြမယ်ဆိုတာသိကြပါတယ်ဝယ်သူတွေရဲ့စိတ်ခံစားချက်ဝယ်သူတွေရဲ့စိတ်ခံစားချက်ပေါ်မှာလိုက်ပြီးတော့ကိုရဲ့ရောင်းအားတွေကိုမြင့်တင်နိုင်ရပါမယ် ကျွန်တော်တို့တွေကကိုယ့်ရဲ့ရွေးချယ်မှုတွေကအများတန်းအကြောင်းပြချက်တွေကြိုးချောင်းစီလျော်မှုတွေအချက်အလက်တွေပေါ်မှာပဲအခြေခံထားတယ်လို့ထင်တာကြတယ်ဒါပေမဲ့စံကြံသဘောကမှတကယ်မှန်တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အတွင်းဘက်ကစိတ်ကံစားချက်တွေကကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ချမှုအပိုင်းကိုကြီးမားတဲ့အခန်းကဏ္ဍကနေလွှမ်းမိုးထားတယ်ဒေချာအသေးစိတ်ကြောင့်ပြောရမယ်ဆိုရင် neuroscientist သိပ္ပံပညာရှင်တွေကအပြုသဘောဆောင်တဲ့စိတ်ကံစားချက်တွေကကျွန်တော်တို့ကိုတခြားသူတွေရဲ့ဆွဲဆောင်မှုတွေကိုလက်ခံလိုက်ဖို့ နွနေထရေကျူဆူလိုက်ဖို့ပြုလုပ်ပေးပြီးတော့အပြုသဘောမဆောင်တဲ့စိတ်ကံစားချွေတွေကတော့ကျွန်တော်တို့ကိုတခြားသူတွေရဲ့လွှမ်းမိုးမှုတွေကိုငြင်းဆန်စေတယ်လို့ဆိုတယ်။ကိုကထုတ်ကုန်လေးကိုရောင်းချခြင်းနဲ့ဆိုရင်ဒီအပြောင်းအလဲသဘောတရားကိုနားလည်ထားဖို့လိုတယ်။ရောင်းချတဲ့သူတယောက်အနေနဲ့ကိုကကိုယ့်ရဲ့ခန္ဓာကိုယ်အမူအရာစကားလေတံတွေကို အသုံးပြုပြီးတော့ emotional connection လို့ခေါ်တဲ့ဖြစ်စဉ်တွေနဲ့ဖောက်တဲ့ဒီစီကိုချိတ်ခတ်ရမယ်။ကိုယ့်ရဲ့ဖောက်တဲ့ရဲ့စိတ်အခြေအနေက စိုးရတဲ့အခြေအနေမျိုးဖြစ်နေရင်လည်းစကားဝိုင်းကိုပုံပုံပန်ပါအပြုသဘောဆောင်တဲ့စကားတွေနဲ့စာရာသူ့ကိုပျော်ရွှင်လာစေမဲ့မိခွန်းလေးတွေမိတာဒါမျိုးတွေနဲ့အစပြုလှုံ့ဆော်ဖို့လိုအပ်ပါတယ်မတိစိတ်တွေကိုလှုံ့ဆော်ခြင်းအောင်မြစွာရောင်းချနိုင်ဖို့အတွက်ကိုယ့်ရဲ့မတိစိတ်တွေကိုလှုံ့ဆော်ပေးရမယ်ကိုယ့်ရဲ့တူတူလေးစိတ်ရဲ့ထက်မှာဘာတွေလှုံ့ဆော်စရာရှိနေလဲဆိုပါတော့အမိုက်တွေသွားပေးရန်ဆိုတာမျိုးအိမ်တော်သုံးဆက်ကူဖို့ရန်ဆိုတာမျိုး ဒီအတိုင်းတာမန်အချက်ကလေးတွေပဲရှိနေတာလားဒီလိုစရင်တစ်ခုကအိမ်မူးကိစ္စတွေလှုပ်ဆောင်တဲ့အခါမျိုးမှမဟုတ်ဘူးရောင်းချတဲ့သူတွေအတွက်လည်းအတုံးဝင်တဲ့နေလန်တစ်ခုဖြစ်တယ်ဒူဒူလစ်တွေကကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်ဖို့အတွက်မတိစိတ်ရဲ့စွမ်းအားတွေကိုတိုးမြင်ပေးနိုင်တယ်ဒီလိုမျိုးမတိစိတ်ကရောင်းချတဲ့သူတွေရဲ့အလုပ်တွေမှာအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေတယ်ဥပမာအယောင်းလိုဝဲချက်တွေနဲ့အညီရောင်းချဖို့စူးစမ်းနေတဲ့ အယောင်ဝန်ထမ်းတယောက်ရဲ့မျက်နှာအမူအရာပုံစံခန္ဓာကိုယ်အမူအရာစတာတွေကိုမြင်အောင်ကြည့်ပါကိုလုံးဆောင်စေရကိုကိုမှရှိရဲ့လုံးဆောင်နေမဲ့အရာတွေကိုဒီလိုမျိုးရိုးရှင်းတဲ့စည်ရင်တစ်ခုနဲ့ခြာရေးတဲ့နီးလန်းတဲ့ကိုယ့်ရဲ့မသိစိတ်ကိုနေရာတကျပြန်ပြီးတော့အခြေခြာနိုင်တယ်ဒီစင်းကရောင်းချတဲ့သူတရားအနေနဲ့ကိုယ့်ရဲ့ပန်းနံတွေကိုပေါ်ပြနိုင်အောင်တင်မကောင်းဘူးကိုကဘာဖြစ်လို့ဒီပန်းနံကိုရောက်ရှိခြင်းတဲ့ဆိုတဲ့ကိုယ့်ရဲ့အကြောင်းပြချက်တွေကိုလည်းပေါ်ပြနိုင်တဲ့အရာဖြစ်ရမယ် ဒီဆင်းကပို့ပြီးတော့ရှည်လေလေကိုကိုစိတ်တက်ကြွလာအောင်ပို့ပြီးတော့လှုံ့ဆော်ပေးနိုင်လေလေဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အကြောင်းပြချက်တစ်ခုချင်းစီတိုင်းကကိုယ့်ရဲ့မသိစိတ်အတွက်လောင်စာအပိုင်းအစတွေဖြစ်နေလို့ပဲဖြစ်တယ်။ဥပမာအယောင်မန်နေဂျာတယောက်မှာသူ့ရဲ့ရောင်းချခြင်းပန်းတိုင်တွေကိုရောက်ရှိဖို့သူသူရောက်ရှိလို့တဲ့သူ့ရဲ့အကြောင်းပြချက်နှစ်ခုရှိတယ်ဆိုပါတော့ဒီနှစ်ခုကဒါအစ်စ်ဝယ်ဖို့ ਨੇ သူ ကန်းချီကိုခရီးထွက်နိုင်ဖို့ဆိုပါတော့ဟာနောက်ထပ်အယောက်မန်နေဂျာတယောက်မှာတော့သူ့ရဲ့အိမ်ကိုပြန်လဲပြုပြင်မွမ်းမံဖို့ကလေးတွေအတွက်အိမ်မွေးတိရစ္ဆာန်ခွေးတစ်ခုဝယ်ပေးဖို့ပတ်ရမှာမိသားစုနဲ့အတူတူနိုင်ငံခြားတိုင်းပြည်တစ်ခုကိုအလဲသွားဖို့ဒါမျိုးရှိတယ်ဆိုပါတော့ဒီနေရာမှာပထမအယောက်မန်နေဂျာကသူ့ရဲ့ရောင်းချခြင်းပန်းတိုင်ကိုမရောက်သေးခင်မှာအလွယ်တကူလက်လျှော့သွားတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်။အဲဒါပေမဲ့ဒုတိယအယောက်မန်နေဂျာကတော့ ူရဲ့ပန်းတန်တွေကိုရောက်ရှိအောင်လှုပ်ဆောင်မှုအတွက်သူ့မှာအကြောင်းပြချက်ခိုင်ခိုင်လုံလုံရှိနေပြီဒီလိုမျိုးစိတ်သက်ကြွပွဲစရာကောင်းတဲ့စိတ်ရင်းကရောင်းချတဲ့သူတွေအတွက်အတုံးဝင်တဲ့လက်နက်ကရိယာတွေနီးလန်းတွေထဲကတခုဖြစ်ပါတယ်ဒီအစင်းကကိုယ့်ရဲ့မသိစိတ်ကို ကိုယ့်အတွက်အကောင်းဆုံးလှုပ်ဆောင်နိုင်အောင်လို့ကူညီပေးနိုင်ပါလိမ့်မယ်ကိုကိုကိုတံမိုးထားမှုတွေကိုမြင်နေချင်းကိုယ့်ရဲ့အယောင်ဆောင်ရည်တွေတိုးတက်လာစေဖို့အတွက် ကိုကိုကိုတံမိုးထားမှုတွေကိုမြင်တင်ပေးရမယ်။ဒီအပိုင်းကိုဖတ်ရှုပေးရတယ်။နောက်တစ်နေ့မနက်မှာလုံဆောင်စရာအလုပ်တစ်ခုရှိတယ်။မှန်တဲ့ကိုပြန်ကြည့်ပြီးတော့ကိုကဒီနိုင်ငံမှာအတော်ဆုံးအယောင်မန်နေဂျာဖြစ်တယ်လို့ကိုဘာသာကိုပြန်ပြီးတော့ပြောမှုပေါ့ဒီလိုမျိုးလုပ်နေတာကိုတရားရုံးကမြန်သွားရင်တော့ရှက်စရာကြီးဖြစ်သွားနိုင်တာတော့ဟုတ်ပါတယ်ဒါပေမဲ့ဒီလိုလုံဆောင်ခြင်းကပြန်ရရှိလာမဲ့အကျိုးကျေးဇူးတွေကလည်းများစွာရှိတယ်ကိုဘာသာဒီလိုပြောလိုက်တိုင်းမှာ ိုယ်ရမသိစေတဲ့မှာစိတ်အာယုံရုပ်ပုံတစ်ခုကိုပုံဖော်ပြီးသားဖြစ်သွားတယ်။ဒီရုပ်ပုံကတကယ်လက်တွေ့ဖြစ်လာအောင်လို့ကိုယ်ကြိုးစားလှုပ်ဆောင်ခြင်းတဲ့ပုံရိပ်တွေလည်းဖြစ်ပါတယ်။ဒီလိုမျိုးဖြစ်ရတဲ့ပြောင်းပြန်အဖြစ်ပြန်တွေက ကိုယ်မှာမကြာခဏလာပြီးတော့ဖြစ်နေတာမျိုးကိုကြုံတွေ့ဖူးကြလိမ့်မယ်။ကိုယ့်ကိုယ်ကိုငါအတော့မကြလိုက်တာလို့ပြန်လဲပြောဆိုရင်းနဲ့အရင်ကလှုပ်ခဲ့ဘူးရအမားတွေကိုပဲထပ်ခါထပ်ခါပြန်ပြီးတော့တွေးနေမိတာမျိုးလှုပ်ဆောင်နေမိတာမျိုးကြုံဘူးကြလိမ့်မယ် ိုကဒီလိုမျိုးအပြုသဘောမဆောင်တဲ့စကားတွေအတွေးတွေကို အပြုသဘောဆောင်တဲ့စကားတွေ အတွေးတွေဖြစ်ရိုးရှင်းစွာနဲ့ပြောင်းလဲပြရမယ်ကိုကိုကိုငါကတည်ငြိမ်နေငါကငါယုံကြည်မှုရှိတယ်ငါမှာလုံးဆောင်နိုင်တဲ့စွမ်းအားတွေအများကြီးရှိတယ်လို့ပြန်လဲပြောဆိုနေတဲ့အယောင်မန်မန်နေဂျာမျိုးကရောင်းသမားမျိုးကတိတ်မကြခင်မှာပဲအဲ့ဒီစကားတွေအတိုင်းဖြစ်လာတာကိုမြင်တွေ့ရပါလိမ့်မယ်သူရမတိစိတ်ကစိတ်ပီစီစရာတွေနဲ့ကြုံလာရတဲ့ အခြေအနေမျိုးမှာတော့မှဒီလိုမျိုးအပြုသဘောဆောင်တဲ့ကိုပိုင်ပုံရိပ်တွေကိုအတီးပြုတ်နိုင်ဖို့အတွက်စ조사လှုပ်ဆောင်နေပါလိမ့်မယ်။အထူးသဖြင့်ကို့မှာကြိုတင်ရောင်းချစရာအကမ်းမင်းဆေးတွေကိုဂိုင်တွေရတဲ့အခါမှာဒီနီလကပို့ပြီးတော့အသုံးဝင်တယ်။ကျွမ်းကျင်တဲ့ရောင်းချတဲ့သူတွေကသူတို့လှုပ်ဆောင်နိုင်တဲ့အောင်မြင်မှုတွေထပ်ကထပ်ကပြန်ဖြစ်လာနိုင်မှုအတွက်ဒီနီလတွေကိုပြန်လဲလှုပ်ဆောင်နိုင်ကြပါလိမ့်။ရိုးရိုးသားမှရောင်းချတဲ့သူတွေကတော့အကမ်းမင်းဆေးတွေမတိုင်ခင်ပါတယ်မယ်။ တို့ရဲ့အဆိုးအဝါဆုံးရောက်ချမှုတွေအဲမှာပဲရှိနေကြပါတယ်။ကိုယ့်ရဲ့စိတ်အားထက်သန်မှုတွေစိတ်ဝင်စားမှုတွေကိုဝေမျှပေးနိုင်တဲ့သူတွေနဲ့ကိုယ့် ကိုယ်ကိုဝန်းရံထားထားရပါမယ်။တင်ယူလေ့လာရတဲ့ဆိုတော့ကကိုကတက္ကသိုလ်တစ်ခုခုကပွဲရသွားပြီဆိုတာနဲ့လည်းမပြေဆုံးသေးဘူး။ကျွန်တော်တို့ရဲ့အသိပညာဗဟုသုတတွေကအကအသက်ရှိနေသေးတယ်။ဒါတော့ကိုယ့်ရဲ့အလုပ်တွေကိုလှုပ်ဆောင်နေရင်းနဲ့ကိုယ့်ဘာသာအတတ်နိုင်ဆုံးပြန်လဲ တည်ယူကြရတာဖြစ်ပါတယ်ဒီလိုမျိုးပြန်လည်မတည်ယူနိုင်တဲ့သူတွေကအနောက်မှာပဲကြံရစ်ခဲကြတယ်ဒီတော့ကိုကနေ့စဉ်နေ့တိုင်းမှာတည်ယူလေ့လာစရာအစ်စ်တစ်ခုခုကို လေ့လာမယ်လို့ဗန်းနဲ့တစ်ခုထားရှိရမယ်ပြီးတော့ဒီလိုတည်ယူလိုက်တဲ့ဗဟုသုတတစ်ခုခုကို ကိုတတ်နိုင်သလောက်ပြန်ပြီးတော့လက်တွေ့အသုံးချရမယ်ကိုကြံ့ကျင်စွာလှုပ်ဆောင်ခြင်းနဲ့နေပဲထဲကကိုမတည်သေးတဲ့အစ်စ်တစ်ခုခုကို နေ့စဉ်နေ့တိုင်းတည်ယူလေ့လာနေတယ်ဆိုတာအောင်မြင်မှုနဲ့ ခြေတလန်းစာပို့ပြီးတော့နှိကလာတာဖြစ်ပါတယ်။ကိုယ့်ရဲ့ဘေးဘဝန်းကျင်မှာရှိတဲ့သူတွေဈေးကနေလဲတည်ယူလေ့လာလို့ရနိုင်ပါတယ်။ကိုယ့်ရဲ့တံပိုးနဲ့ကန့်ညီတဲ့လူအုပ်စုတွေရှိတယ်ဆိုရင်သူတို့နဲ့အတူတူအချိန်ကုန်ဆုံးနိုင်အောင်လို့ကြိုးစားရမယ်။အကျွမ်းကျင်ဆုံးရောင်းချတဲ့သူတွေနဲ့ဆက်သွယ်ချိတ်ဆက်ပြီးတော့သူတို့ရဲ့အကြံဉာဏ်တွေကိုတောင်းခံတာမျိုးတွေသူတို့ရဲ့နီးလန့်တွေအတိုင်းလိုက်နာကျင့်သုံးတာမျိုးတွေလှုပ်ဆောင်ရပါမယ်။ဒီလိုနီးလန့်တွေနဲ့ကိုယ့်ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ ရောင်းချနိုင်မှုစွမ်းရည်တွေကလည်းပိုပြီးတော့တိုးတက်လာပါလိမ့်မယ်အထူးအဖြစ်ပြန်ပြီးတော့ပြောရမယ်ဆိုရင်တော့ရောင်းချခြင်းဆိုတာကစမ်းသပ်လှုပ်ဆောင်လိုက်မှာရင်တော့ရင်ပြန်ပြီးတော့ပြင်လိုက်စရဲ trial and error ဂိမ်းကစားပွဲတစ်ခုလိုမျိုးမဖြစ်သင့်ပါဘူးစိတ်ပညာနယ်ပယ်နဲ့လူမှုရေးစိတ်ပညာနယ်ပယ်တို့မှာဆယ်စုနှစ်ပေါင်းများစွာလှုပ်ဆောင်ခဲ့တဲ့သူစေစနာပြုချက်တွေကပို့ပြီးတော့ယုံကြည်စိတ်ချတယ်ပို့ပြီးတော့ထိရောက်မှုရှိတယ် နှီးဖြူရတွေကိုရှာဖွေဖော်ထုတ်တင်ပြပေးခဲ့ကြပြီဖြစ်ပါတယ်။တကယ်တော့အယောင်သမားတယောက်ကအကောင်းမြင်စိတ်ကစားချက်တွေဖြစ်ပေါ်လာအောင်လို့ဖန်တီးတဲ့နေရာမှာသူတို့ရဲ့ထုတ်ကုန်တွေဝန်ဆောင်မှုတွေရဲ့တန်ဖိုးကိုတကယ်လက်တွေ့အသေးဖော်ပြတဲ့နေရာမှာသူတို့ဖောက်တယ်တွေရဲ့လိုအပ်ချက်တွေဆန္ဒတွေကိုစစ်မှန်စွာနားလည်နိုင်မဲ့အားကောင်းတဲ့မိခွန်းတွေမင်းမြင်တဲ့နေရာမျိုးတွေမှာအာရုံစိုက်ထားတဲ့ဒီအချက်လက်တွေကိုတကယ်လက်တွေ့အကောင့်တွေပေါ်ကျင့်သုံးနိုင်ခဲ့မှာဆိုရင် ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကိုလည်းပို့ပြီးတော့မြင့်တင်နိုင်မှဖြစ်ပြီးတော့ပုံမကောင်းမွန်တဲ့ရလဒ်တွေရရှိလာအောင်လှုံ့ဆော်နိုင်ပါလိမ့်မယ်။ကိုယ့်ရဲ့မသိစိတ်နဲ့မိမိကိုယ်ကိုမိမိတန်ဖိုးထားမှုတွေကကိုယ့်ရဲ့ရောင်းချခြင်းစွမ်းအင်တွေမှာအဓိကကျတဲ့ကဏ္ဍကနေပါဝင်နေတယ်။ကိုယ့်ရဲ့ယူဆချက်တွေကိုတကယ်အစစ်အမှန်နားလည်လာအောင်လို့လှုံ့ဆော်ပြီးတော့ကိုယ့်ကိုယ်ကိုစိတ်ဓာတ်မြင့်တယ်နော်။တခြားသူတွေစီကနေလေ့လာသင်ယူရမှုတွေလှုံ့ဆော်လို့ရတယ်။ကိုယ့်ရဲ့ယုံကြည်စိတ်ချရမှုတွေစွမ်းရည်တွေကို တခြားသူတွေရဲ့လုံရင်ဆန္ဒတွေနဲ့ကန့်ညီအောင်လှုံ့ဆော်ပြီးတော့ယုံကြည်မှုတွေတည်ဆောက်နိုင်ပါတယ်။ဒီအရာတွေကိုလှုံ့ဆော်ခြင်းအဖြစ်ရောင်းချမှုတွေမှာအကောင်းဆုံးစွမ်းရည်တွေကိုစွမ်းဆောင်နိုင်ပါလိမ့်မယ်။နောက်ထပ်အကြံပေးချင်တာကတော့စာရင်းတစ်ခုပြုလုပ်ထားဖို့ဖြစ်တယ်။စာရွက်တွေနဲ့ဘောပင်တစ်ချောင်းယူပြီးတော့ကိုအောင်မြင်အောင်လှုံ့ဆော်ခြင်းနဲ့အရာတွေကိုချရေးရမယ်။အရာအလုံးပေါင်းဝင်အောင်ရေးသားရမယ်။ကိုကခြေအိတ်တိတ်ဝယ်ယူခြင်းတာမျိုးလား။မိဖို့ကြောင့်ကိုပြန်လည်မုံမှန်ပြင်ဆင်ခြင်းတာမျိုးလား။ တရုတ်စကားသင်ယူချင်တာလားကားကောင်းကောင်းတစ်စီးဝယ်ယူချင်တာလားအားလုံးကိုခြားပြီးတော့ရေးရမယ်ဒီအရာတွေကဒီအရာတွေကကိုယ့်ကိုအမန်တကယ်လှုပ်ဆောင်ပေးနိုင်တဲ့အရာတွေဖြစ်ပါတယ်ဒီအရာတွေစီကိုရောက်ရှိအောင်လုပ်ဖို့ကစူးစမ်းလှုပ်ဆောင်ရမှာဖြစ်တယ်ခက်ခဲကြမ်းတမ်းတဲ့အချိန်မျိုးမှာတော့မှဒီအရာတွေက ကိုယ့်ကို နောက်မဆုတ်ဘဲနဲ့ရှေ့ဆက်သွားနိုင်ဖို့ကူညီပေးနိုင်ပါလိမ့်မယ်ဒီဇောင်းနဲ့ပတ်သက်ပြီးတော့နောက်ထပ် ဖတ်ရှုတင်တဲ့စာအုပ်တစ်ခုကတော့ influence ဆိုတဲ့စာအုပ်ဖြစ်ပါတယ်ဒီ influence ဆိုတဲ့စာအုပ်ထဲမှာကျွန်တော်တို့တွေအလွယ်တကူနဲ့သဘောတူညီမှုတွေရလာအောင်လို့ဆွဲဆောင်ခေါ်နိုင်တဲ့အခြေခံစိတ်မြင့်တွေအကြောင်းကို ရှင်းလင်းပြထားတယ်ဒီစိတ်မြင့်တွေကရောင်းချတဲ့နေရသူတွေကြော်ညာသမားတွေအနုပညာသမားတွေအတွက်ထိရောက်တဲ့နည်းလမ်းတွေဖြစ်တယ်ဆိုတာကိုရှင်းပြပေးထားပါတယ်အဲဒီ influence အကြောင်းကိုလည်းကျွန်တော်အတန်စာအုပ်အော်ဒီယိုပေါ့အနေနဲ့ဝေမျှပေးသွားပါဦးမယ်ခင်ဗျာ နားဆင်ကြသူမိတ်ဆွေများအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာချမ်းသာတယ်ခင်ဗျာ။